လာပါဒီနေ့မှာက Excel မှာ draw down လေးတစ်ခုတိဆောက်ပြီးသတ်မှတ်ထားတဲ့ option တွေရဲကနေရွေးချယ်ဖို့ဘယ်လိုလုပ်မလဲဆိုတာကိုဒီ video ထဲမှာသင်ကြားပေးသွားမှာဖြစ်ပါတယ် draw down လေးဆိုတာ Excel မှာသတ်မှတ်ထားတဲ့အချက်လက်တွေကို combo box ကလေးနဲ့ရွေးချယ်နိုင်စေတဲ့ option တစ်ခုပဲဖြစ်ပါတယ်အဲ့ဒါဒီအတိုင်းရိုက်နှိပ်ဆရာမလိုပဲနဲ့ option တွေကနေရွေးချယ်လို့ရပါတယ်အဲ့တော့ draw down လေးတစ်ခုဘယ်လိုဖန်တီးမလဲဆိုရင်အော်ဒီမှာဆိုလို့ရှိရင် အဲ့တော့နှိမ်ဆိုမောင်းမောင်းရှိတယ်ဒီပါမန့်ဆိုပြီးတော့ရွေးထားတာမရှိဘူးပေါ့နော်အဲ့တော့ဒီဘက်မှာဆိုရင်အဲ့တော့အာဒီပါမန့်နှိမ်လေးရှိမယ်ပေါ့နော် HR ID Marketing Finance Admin ဆိုပြီးတော့ရှိမယ်အဲ့တော့ဒီမောင်းမောင်းကပဲဒီပါမန့်ကလည်းဆိုတာကိုအဲ့တော့လက်နဲ့ HR ID လိုရိုက်မထည့်ခြင်းမဲနဲ့အဲ့တော့ combo box အာ draw down list ကလေးလုပ်မယ်ပေါ့နော်အဲ့တော့ဒီကိုအဲ့တော့ draw down list ထည့်ခြင်းနဲ့ ဆဲကို select နဲ့ပြီးရင်ဒီ ribbon bar တဲ့က data type ကိုသွားအဲ့ဒီမှာ data to group ရှိတယ်အဲ့ဒီကနေ data validation ကိုနှိပ်ပြီးပေါ့နော်အဲ့တော့ click လိုက်လို့ရှိရင်ဒီမှာ data validation ဆိုတဲ့ product box ကြီးပေါ်လာလိမ့်မယ်အဲ့ဒီမှာ along မှာ any value ဖြစ်နေတယ် any value မဟုတ်ဘဲနဲ့အဲ့တော့ list ကိုရွေးပြရပါမယ်ပြီးရင် see solve နေရာမှာကအဲ့တော့ဒီမှာနားမှာရှိတယ်ပေါ့နော်အရင်ဆုံးရိုက်ညှစ်ထားပြီးသားဖြစ်တယ် အဲ့ဒီ HR ID marketing finance admin ဆိုတဲ့ rate ကိုရွေးပြီး okay နှိပ်လိုက်ရင်လည်းရတယ်အဲ့လိုမှမဟုတ်ပဲနဲ့ကိုကိုတိုင်းလက်နဲ့ manually ရိုက်ထည့်ရင်လည်းရတယ် department တွေကိုအဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ရိုက်မထည့်တော့ဘူးပေါ့နော် video ပူကြမှာ solo page ချလိုက်မယ် HR comma ID comma marketing comma finance comma admin ဆိုပြီးတော့အဲ့တော့ဒီ department name တစ်ခုနဲ့တစ်ခုကြားမှာအဲ့တော့ comma လေးခံဖို့တော့မမေ့ပါနဲ့နော်အဲ့ဒါပြီးရင် okay ကိုနှိပ်လိုက်လို့ရပါပြီ အဲ့တော့ဒါဆိုရင်ဒီမှာ draw down list ကလေးပေါ်လာပြီပေါ့နော်အဲ့တော့အဲ့ draw down list ကလေးကိုနှိပ်လိုက်ရင်ဒါကုနာကဒီ source မှာရိုက်ခဲ့တဲ့ department name ကြီးပေါ်လာပြီပေါ့နော်ဥပမာမောင်မောင်ကအဲ ID ဆိုရင် ID ပေါ့နော်အဲ့လိုလေးရိုက်လိုက်ရင်ဒါပြီးသွားပြီပေါ့နော်အဲ့တော့ဒီဟာကဘယ်နေရာမှာကောင်းလဲဆိုတော့တခါတလေ data entry လုပ်တဲ့အခါမှာအဲ့တော့လက်နဲ့ရိုက်ထည့်အမှားတွေပါတတ်တယ်ပေါ့နော်အဲအဲ့တော့ ှားကင်းမှုအတွက်ဒီအာထရောင်းလစ်ကလေးသုံးကြည့်လို့ရပါတယ်အဲ့တော့အာအဲ့ဒီလိုနဲ့အိမ်ဆဲထရောင်းလစ်တစ်ခုကိုလွယ်လွယ်ကူကူနဲ့ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကို like နဲ့ subscribe လုပ်ပေးပါအောင်နော်